အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ဗျာ။အဲ့တော့ကျွန်တော်မနေ့ပြန်လောက်ကစပြီးတော့ဒါကျွန်တော်တို့ညနေ9:00နာရီဆိုအတင်းတင်းချင်းစီရဲဒါကျွန်တော်တို့အခြေအနေတွေဟိုဒါတသိန်းချင်းစီကျွန်တော်နေနဲ့ပြပြပေးသွားမယ်ဗျာ။အဲ့တော့ဒီနေ့မှာအဲ့ဒါနဲ့စခင်မှာဒီနေ့မှာဒါကျွန်တော်လူတော်များဒါအသင်းကြီးတော်တော်များများဒါကျွန်တော်တို့ဒီနေ့မှာငွေသုံးဆွဲတာကျန်တဲ့အတွက်ကြောင့်တော့ဒီနေ့မှာဒါ Premier League ရအလေလက်အသင်းနေ out ကအသင်းနေနေဒါအသင်းကြီးနေရှင်းမယ်ဆိုရင်တော့ တော်တော်လေးကိုခက်ခဲမယ်ဆိုတဲ့ဒါကျွန်တော်ပုံစံမျိုးတွေလူတော်များပြောခဲ့ပေမဲ့တကယ်တမ်းမှာလက်ရှိမှာနင်လာငါလာဟိဆိုတဲ့ movement ပါဒါအသင်းကြီးဆိုတာတက်ဆိုင်အသင်းလက်တွေကအသင်းငယ်တွေရောလက်ရှိမှာဒါကျွန်တော်တို့ပတ်စံအများဆုံးတုံးထားတယ်ဆိုတဲ့အသင်းတွေကပါဒါလက်ရှိမှာသူဟာသူဒါအထိုက်လျောက်ဒါကျွန်တော်ပြတုံနေတာတွေ့ခဲ့ပြီထင်ထားတာပို့ပြီးတော့ဒီနှစ်မှာလဲဒါကျွန်တော်တို့တက်တက်လာတဲ့အသင်းတွေကပူပူပြီးလှုပ်ပြနေတာကိုတွေ့ရမယ်ဒီမှာပါအဲ့ဒါနဲ့ပတ်သက်ပြီးလက်ရှိမှာလက်ရှိဒါ Premier League ရတာ The whole Premier League recap ပေါ့နော်အဲ့ Premier League ကိုအဲ့တော့ ဒီနေ့မှာဒါကျွန်တော်တို့ထင်ထားတဲ့အသင်းနှစ်သင်းကလက်ရှိမှာဇယားထိတ်မှာပြီးနေတယ်မှာပါဒါပေမဲ့အဲ့ဇယားထိတ်မှာပြီးမယ်လို့ထင်ထားတဲ့သင်းကလက်ရှိမှာဇယားထိတ်မှာရှိမနေတဲ့အသင်းသင်းဖြစ်တယ်အဲ့တော့ weirdly ပြလက်ရှိမှာဒါကြီး6ကြီးတဲ့မှာဒါကျွန်တော်လစ်ဗာပူးကိုလက်ရှိမှာကြီး6ကြီးတဲ့မှာဒါကျွန်တော်အဆက်ရှင်းနေရမှာလက်ရှိအနေထားရောက်နေမှာကျွန်တော်အနေနဲ့ဒီရာဒီအပြောင်းရွှေ့ရာဒီပြီးတဲ့အချိန်မှာကျွန်တော်အနေနဲ့မထင်ထားအောင်ဖြစ်တယ်။ဝယ်ထားတဲ့လူချင်းဘာညာကိုကျွန်တော်ကြည့်ပြီးပြောတာတော့မဟုတ်ပေမဲ့လစ်ဗာပူးတင်းနဲ့အဲ့လောက်ထိတာတိုင်ပတ်မယ်လို့ကျွန်တော်အနေနဲ့မထင်ထားခဲ့မိတာအမှန်ပဲ။ တို့ပေမဲ့တော့ညလေလက်ရှိမှာဒါကျွန်တော်လီဗာပူးသင်းနေတာကျွန်တော်လူတွေအများကြီးဝေထားခဲ့ပေမဲ့အဲ့ဒီလူတွေရဲ့အံဝင်ခွင့်ချမဖြစ်မှုတွေကလည်းဒီနှစ်မှာဒါတော်တော်လေးကိုအတိမဟုတ် အဲ့ကျွန်တော်တို့တော်တော်လေးကိုဒါအတိဝင်စရာကောင်းတဲ့အနေထားမှာရှိခဲ့တယ်။ဒါအာဆင်နယ်ရဲ့ CD ကဒါကျွန်တော်ပုံမှန်လေးတိုင်းပဲ။အာဆင်နယ်ကလက်ရှိမှာ squad depth ပြလက်ရှိ Premier League အကောင်းဆုံးသောအသင်းတွေကသတင်းဖြစ်တဲ့ဥစ္စာကိုတော့ဆက်လက်ပြီးဇယားထိတ်မှနေပြီးပြသနေတာဖြစ်တယ်။ CD ကလက်ရှိမှာခြေတန်းလုံလုံမှာပဲသူလုတ်ဆရာရှိတော့လုတ်ပြီးရွှေဘက်ကရွှေဘက်လုတ်ကိုသူလုတ်ပြီး CD နဲ့ခုလက်ရှိမှာကစားသမားတွေလည်းဒဏ်ရာကပြန်လဲတက်တာလာတဲ့အချိန် performance အရာ meta ကျွန်တော်ပြန်ဖြစ်လာတဲ့အချိန်ပေါ့နော်ပြောချင်တာဒါ CD တင်းနဲ့ခုလက်ရှိပြန်ကြည့်မယ်ဆိုရင်တို့အနေနဲ့တို့လုပ်ကိုတို့ကပုံမှန်လေးလုပ်တယ်ကွာဒူလာနေနဲ့လက်ရှိမှာကမ္ဘာဖလားရိုင်းနဲ့မဟုတ်နောက်ကနေခြေတန်လုံလုံနဲ့ပြန်ကမ္ဘာဖလားရိုင်းမှာကမ္ဘာဖလားနှစ်ဒီမှာဆိုရင်နောက်ကနေခြေတန်လုံလုံနဲ့အမြဲတမ်းပြန်လိုက်တတ်တဲ့အချိန်ကိုအခုချိန်ကလေးကဒါကျွန်တော်ဆက်လက်ပြီးမြင်ခဲ့ရတယ်ဒီမှာပါတယ်ဒါပေမဲ့လက်ရှိမှာ Arsenal တင်းနေနဲ့ပြန်ကြည့်မယ်ဆိုရင်ဒီနေရာမှာ Arsenal တင်းရောက်နေတာကကျွန်တော်တို့ကသိပြီးတော့ထူးဆန်းတဲ့အနေထားမှာမရှိဘူးလူတော်များကြိုက်လို့စလို့ရတယ်နောက်လို့ရတယ် Arsenal တင်းနဲ့အခုလက်ရှိမှာ squad depth ပါပိုင်းရောနီးပြပိုင်းကိုကစားသမားပိုင်းနေမှာကြည့်မယ်ဆိုရင်ဒီနေရာကိုရောက်နေတာက ါဒါကျွန်တော်ဒီအုပ်စုတွေထဲမှာဒါ surprise မဖြစ်စရာအကောင်းဆုံးဒါအသင်းတွေကသတင်းလုံအောင်ပြောလို့ရတယ်ဗောနော်အာဆိုတင်းလည်းရှိဒီနေရာမှာရောက်နေတာက okay ပဲလေဖြစ်တယ်ဆိုတဲ့ဒါ reaction ပုံစံမျိုးပြောရမယ်တမပါတယ် city city အသင်းနဲ့ခုနကကြောပြောခဲ့တယ်ပဲတို့ကခြေတန်းလုံနေဒီနေ့မှဒါ city အသင်းနဲ့လက်ရှိမှာဒါစပြီးတော့ကစားသမားတွေ click ဖြစ်လာခဲ့တယ်ဒါမနစ်ကဒါကျွန်တော်တို့ခြေစွမ်းမပြခဲ့တဲ့ကစားသမားတွေကိုဒီနေ့မှဒီနေ့မှဒါကျွန်တော်တို့ကစားသမားတစ်တကနေပြီးတော့ wine will be unlock လုပ်ပေးခဲ့ကြဥပမာဒါကျွန်တော်တို့ rider shirky တို့ကဒါကျွန်တော်တို့ faithful တန်ကိုဒီနေ့မှဒါကျွန်တော်တို့မထင်ထားတဲ့ wee စီကနေ unlock လုပ်ပေးခဲ့ပြီးတော့မနစ်ကဒါကျွန်တော်တို့အသင်းမှာ ခြေစွမ်းထင်လောက်မပြခဲ့တဲ့တာနီကိုဂွန်ဇာလက်စ်တို့ဒါနောက်တစ်ဆင့်တက်ခဲ့တဲ့အနေထားရောက်ခဲ့ပြီးတော့ဂျယ်ရမီဒိုကူရဲ့ဒီနှစ်ရဲ့အကောင်းဆုံးသောနှစ်တစ်နှစ်ကိုကျွန်တော်စတင်ပြီးတော့မြင်နေခဲ့ရတယ်အဲ့တော့စလီသင်းနဲ့ဒါကို keep up လုပ်နိုင်မယ်ဆိုရင်တော့ Arsenal ကဒါ အာစနယ်ကိုဒါကျွန်တော်အတိုင်းအတာတစ်ခုထိဒါကျွန်တော်ဒုက္ခပေးနိုင်မယ်လို့ကျွန်တော်နေနဲ့မြင်တယ်။အဲဒါကျွန်တော်လက်ရှိမှာဒီတိုက်တဲ့ချန်ပီယံပြေးနေတဲ့ဥစ္စာကအခုချိန်ထိတော့ဒါကျွန်တော်တို့မတည်ငြိမ်သေးဘူးလို့မြင်တယ်။ဘာကြောင့်လဲလက်ရှိမှာဒါကျွန်တော်တို့စောင်းရသည်လေရောက်တော့မှဖြစ်တဲ့ကြောင့်မဒါကျွန်တော်တို့ပွဲချက်ကာလာတွေ boxing day ဒါကျွန်တော်တို့ဒါတစ်ပတ်မှာ၃ပွဲ၄ပွဲ ကမ်းမနေအခုလက်ရှိမှာအာစနယ်ကိုတိုင်ကတော့ကျွန်တော်တို့ပွဲလေးကိုနောက်ဆုတ်ပေးပါဆိုရဲဥစားတရားဝင်တောင်းဆိုထားတဲ့ဒီကိုပွဲချက်ရာဒီကိုတော့အာစနယ်သင်ဖြတ်ကျော်နေရတာတွေ့ရမယ်စီတီကတော့အေးဆေးပါလက်ရှိမှာသူတို့အနေနဲ့သူတို့သွားနေတဲ့ပုံစံမှာစီတီအသင်းနောက်ကနေအာစနယ်ကိုပရက်ရှာအပြည့်ပေးမယ်နောက်ဆုံးဒါကျွန်တော်ထင်တာပေါ့ဒီ competition ကိုနောက်ဆုံးရက်ထိပြန်ကြည့်ရမှာပေါ့အဲ့တော့ဒီ list တွေထဲမှာဒါတိတ်ပြီးမထူးဆန်းပေမဲ့ဒီနေရာရောက်နေတာ okay ဒါနားလည်လို့ရတယ်ဆိုတဲ့အနေအထားမှာရှိတာ Chelsea ပဲ Chelsea အသင်းရဲ့လက်ရှိမှာသူတို့ရဲ့လူစည်းရင်းကခုနအာစနယ်ပုံစံမျိုး squad depth တော့ရှိတယ်ဒါပေမဲ့ Chelsea ရဲ့ပြဿနာကသူ့မှာ raw power တွေများနေတယ်ဒါကျွန်တော်လက်ရှိ ရှိပင်ကိုစွမ်းရင်မှာကျွန်တော်ပြန်ကြည့်မယ်ဆို Chelsea အသင်းနဲ့ဒါကျွန်တော်တို့ squad depth အားဖြင့်ဆိုအန်ဇူမိုရက်စ်ကမှအင်အားလုံလောက်ရှိတဲ့နေရာမှာအလွန်ကျွံရှိနေပြီးတော့အင်အားမလုံမလောက်ရှိတဲ့နေရာမှာအလွန်ကျွံမရှိတဲ့အနေအထားမှာရှိဥပမာဒါကျွန်တော်ခန်းစစ်ပိုင်းမှာလူလူနေတာများပြင်မဲ့ဒါတောင်ပန်းနေမှာဆိုလူတွေပုံနေတာကိုတွေ့ရမယ်ဒီမှာပါတယ်ပေါ့အဲ့တော့ချက်စီတဲ့နဲ့လက်ရှိမှာဒီနှစ်မှာဇာနေရာမှာအဆင့်၃နေရာမရောက်တော့ကျွန်တော်တို့ကတိတ်ပြီး surprising ဖြစ်ချင်မလို့ကလပ်ဘောကကိုရထားတဲ့တသင်းလက်ရှိမှာလူစင်းအားဖြစ်လေ tight တဲ့လောက်ဖြည့်ထားတဲ့တသင်းအနေနဲ့ဒီနေရာမှာရောက်တာတိတ်ပြီးတော့ surprising ဖြစ်စရာမကောင်းလို့ကျွန်တော်အနေနဲ့မြင်တယ်ဒါပေမဲ့ချက်စီကိုဒီနေရာမှာအတိမပြောမယ်အန်ဇူမိုရက်စ်ကအနေနဲ့ဒီနှစ်မှာသူ့ရဲ့ဒါရှိသမျှ performance ကိုညှိအောင်လုပ်ခဲ့တယ် ြဿနာက Chelsea အနေနဲ့အခုလက်ရှိကျွန်တော်ခဏခဏပြောခဲ့လို့မယ်ဒီဘက်ကတော့သူ့အနေနဲ့သူစွတ်ဆက်ပြီးညှင်ညှစ်တလို့ထွက်မှန်းသိတယ်ဒါပေမဲ့တခါကျရင်လည်းမညှစ်ဘူးအဲ့ဘက်ဘာပြဿနာလဲတော့မသိဘူးเนาะဒါပေမဲ့ဒီတဲမှာလက်ရှိမှာ Sunderland ပဲ Sunderland တဲ့ဒီနောက်ပိုင်းပွဲစဉ်တွေမှာသူတို့ဟာဘာလို့ဒီနေရာကိုရောက်နေလဲဆိုတော့ proven တစ်ခုပြသခဲ့တယ် Chelsea နဲ့ပွဲစဉ်မှာရော Arsenal နဲ့ပွဲစဉ်မှာလက်ရှိမှာသူ့အနေနဲ့ဒါ Sunderland ရဲ့အဓိကနောက်ပိုင်းလာ Labristo Osu ရဲ့အဓိကအားသာချက်ကိုပြောပါကျွန်တော်ကရင်သူတို့ပွဲစဉ်ကိုတောက်လျှောက်ကြည့်ပြီးတဲ့နောက်ပိုင်းမှာသူတို့အနေနဲ့အမှတ်ယူတဲ့ပွဲစဉ်အမှတ်ယူနိုင်တဲ့ပွဲစဉ်မှာသူများ Sunderland အကုန်ယူထားတာဖြစ်တယ် Sunderland ဒီ ီနှစ်အာသချက်ကလက်ရှိနီးပြပိုင်းမှာလည်းအများကြီးပို့ဒါပေမဲ့လူတော်များမသိတဲ့ချက်ကလက်ရှိတက်တက်လာတဲ့တင်းထဲမှာဆရန်လန်ကငွေသုံးအများဆုံးသင်းသင်းဖြစ်ပြီးတော့ဆရန်လန်ခေါ်ထားတဲ့လူတွေအကုန်လုံးကတကယ်ကိုအဆင့်တန်းရှိတဲ့ကစားသမားတွေလို့ပြောလိုက်ရတယ်။ဥပမာလက်ရှိမှာကွင်းလန်မှာဒါကျွန်တော် Granite Shaka ကိုခေါ်ထားတာတို့ကျွန်တော် Lefee ကိုခေါ်ထားခဲ့တာတို့နောက်တက်မှာ Mukieli တို့ဒီလိုကစားသမားမျိုးတွေကပေါ်သွင်းသည့်ကစားသမားတွေမျိုးပဲ ਨੇ သူတို့ရဲ့ respectively မှာဒါအဆင့်တန်းရှိတဲ့ကစားသမားတွေကိုဆရန်လန်ခေါ်တာ။အဲ့တော့ပြောချင်တာကဒီလောက် ကောင်းတဲ့အစုအဖွဲ့နဲ့ဒီလောက်ကောင်းတဲ့နီးပြားနဲ့ပေါင်းစပ်ချက်မှာဒီလိုနေရာမျိုးရောက်နေတာတိတ်တော်မဆမ်းမိမဲတန်တက်လာတဲ့တင်းတင်းတခုလက်ရှိမှာစံချိန်တစ်ခုကိုသူတို့နေလုံပြနေခဲ့ရတယ်အဲ့တော့ top 4မှာလက်ရှိမှာမနိုင်ပါဆန္ဒလန်က လုံးဝဒါကျွန်တော် surprising ဖြစ်စရာတစ်ခုဖြစ်ခဲ့ပေမဲ့သူတို့နေလက်ရှိအစုအဖွဲ့နဲ့ဆိုရင်တော့ okay နားလည်လို့ရတယ်ဒီကောင်တွေဘာကြောင့်အဲ့တော့ဆန္ဒလန်ပြည်သက်တွေကရှင်းပါနေနေမှာဒါ124ဘာညာဥရောပဝင်သူတို့တင်းရင်1 to 10လင်းဝင်တာနဲ့ကိုသူတို့ကချိန်နဲ့နိုင်နေဆိုတဲ့ပုံစံမျိုးဒါဆန္ဒလန်ကနေတွားရတယ်ပေါ့နော်အဲ့တော့လက်ရှိဒါကျွန်တော်တွားနေတဲ့ပုံစံမှာဒါထူးထူးဆန်းဆန်းပြကျွန်တော်ဒါ ကျွန်တော်မြင်ရပြောလို့ပဲနံပါတ်တွေအရသာအားရဖို့ကောင်းလက်ရှိမှာဇာယရလည်းအဆင်ပြေနေသေးပေမယ့်တကယ်တမ်းကျွန်တော်ပြိသက်တွေအနေနဲ့အားမလို့အားမရဖြစ်ဆုံးကတော်တန်ဟော့စပါသင်လို့ပြောရမယ်စပါသင်ကခုလက်ရှိမှာ15ရှိတယ်တကယ်တမ်းကျွန်တော်ဆန္ဒလန်နဲ့ပြန်တွက်ကြည့်မို့တမှတ်လောက်ပဲကွာရတာအစ်နှစ်ကမန်စီစီးရီးနဲ့ဆိုတာတူတယ်၄မှတ်လောက်ပဲကွာရလီမီလာနဲ့ကျွန်တော်၈မှတ်လောက်ကွာရဆိုမယ်တကယ်စီးရီးနဲ့ဆို၄မှတ်လောက်ကွာရချမှာပြောနေတာမဆန်စပါပြိသက်တွေအနေနဲ့ဒီနှစ်မှာဒါမဆိုးဘူးလို့ပြောနေဒါပေမဲ့အခုချိန်ကြီးကျွန်တော်တို့အသင်းကိုကျွန်တော်သိပ်ပြီးအားရချင်တယ်မှုမရှိသေးဘူးအက်စတွန်ဗီလာကရာသီအထအဆမှာဒါကျွန်တော်တော်တော်လေးကိုအထနေခဲ့ပေမဲ့ဒါ ါမဆိုးဘူးဆိုတဲ့ခြေစွမ်းတွေကိုဆက်လက်ပြပြသွားကြတယ်။နောက်ပိုင်းပွဲစဉ်တော့ရှော့အနိုင်ယူခဲ့ပြီး Aston Villa အသင်းကဒါကျွန်တော်ကောင်းပေးဆိုတဲ့အသင်းတွေကိုဒါအနိုင်ယူပြခဲ့ကြတော့တွေ့ရမယ်။ Villa နဲ့ခုလက်ရှိမှာ Unai Emery တို့အထနှေးခဲ့တာကတော့အမှတ်တွေအများကြီးယော့သွားခဲ့တဲ့ movement ကိုတွေ့ရတယ်မှာပါ။အဲ့တော့16 minute ဒါ3သင်းဖြစ်နေတဲ့နေရာမှာ United အသင်းကလည်း16 minute ပဲ။ဒါကျွန်တော်လက်ရှိမှာ Tottenham Hotspur နဲ့ဆုံးပွဲစဉ်မှာတရေကျခဲ့ပြီးတော့မှ United ကဒါကျွန်တော်နောက်ပိုင်းပွဲစဉ်တွေမှာခြေစွမ်းရပုံမှန် rhythm ပြန်မိလာတယ်။ Unai Emery တို့လိုပဲ။ဒါကျွန်တော်လက်ရှိ Ruben Amorim အနေနဲ့ဒါကျွန်တော်၅ပွဲစဉ်လုံးဝရှုံးမွေးမရှိတဲ့ကျွန်တော်အခြေအနေတစ်ခုပြောင်းရောက်လာခဲ့ပြီးတော့ဒ ီလောက်ပြောမယ်3ပွဲနိုင်2ပွဲသေရဆိုတဲ့ရလဒ်တစ်ခုကိုဒါ United ပေါ်ဆောင်နိုင်ခဲ့တယ်ဘလို့ပြောတာကျွန်တော် United အသင်းနဲ့ဒီနှစ်မှာ improvement တွေတော်တော်လေးကိုတွေ့လာခဲ့ရပြီးတပတ်တပွဲဆော့ထားတဲ့အသင်းအနေနဲ့ဒီထက်တော့ပိုကောင်းတဲ့ဆိုတဲ့ strategy ဖြစ်ခဲ့မယ်မဆိုးဘူးဆိုတာကိုတော့လက်ခံရမယ်ထားမှရှိတယ်လစ်ဗာပူးဒီနှစ်မှာမန်တိုင်းပြောရမယ်ဆိုရင်ဟို over hype ကြောင့်မင်းတိုင်ပတ်သွားခဲ့တာလားဒါမှမဟုတ်ဟိုအရန်ကြီးပဲဒါကျွန်တော်တို့အလွန်ကျွန်းဖြစ်သွားခဲ့တာအဲ့တော့ဒီနေ့မှာ Liverpool တင်းနဲ့ဝယ်တဲ့လူစင်းနဲ့လူနဲ့လူစင်းကမကြိုက်တဲ့ပြဿနာတော်တော်လေးကိုကြီးမားတဲ့ gap ကနံပါတ်၈ကိုရောက်နေတာကအဓိကကြာအဲ့တော့လက်ရှိမှာကြီးရတာနံပါတ်၈အမှတ်၈မှတ်နေကတူတေတာကျွန်တော်တို့၄သင်းတောင်ရှိရတဲ့ကြောင့်မို့ဒီ၄သင်းကလည်းကျွန်တော် goal ကွာချချက်ကြောင့်ဒါကကျွန်တော်တို့ กว่าနေတာဖြစ်တဲ့တည်းမှာပါတယ်ဗောနော်အဲ့တော့ Liverpool တင်းတစ်ခုလက်ရှိမှာတကယ်လည်းပြန်ကြည့်မယ်ဆိုအဆင့်နှစ်ကစီးရီးနဲ့၄မှတ်ပဲ gwine ထားမှရှိပါတယ်အများကြီးတော့အဲ့တော့ Liverpool တင်းเนี่ยတကယ်သား click တစ်ခုကိုဒါကျွန်တော် City တင်းလို့ရသွားခဲ့မယ်ဆိုရင်တော့ပြန်လိုက်သွားနိုင်တယ်လို့မြင်နေဘုံမောက် Crystal Palace Brighton ဒီနေရာမှာသူတို့ရစ်တီရစ်တီဖြစ်နေတာတိတ်တော့မတူဆိုဒါပေမဲ့ Crystal Palace ကိုဒါကျွန်တော်ဘုံမောက်နဲ့ Crystal Palace ဒီနေ့ဒီနေ့မှာဗောနော်နည်းနည်းလေးပုံပြီးအပေါ်ရောက်မှတင်ထားခဲ့ဗောဆိုဘုံမောက်ဆိုဒါကျွန်တော်တို့ Cooper တို့ဒါကျွန်တော်တို့ ကိုပီယာတို့ဒါကျွန်တော်လက်ရှိဒါအုပ်စုနဲ့မဆိုးလို့ဆိုပေမဲ့သူတို့เนี่ยတည်ရပွဲလည်းများတယ်ပြောခရစ်စတယ်ပေးလစ်ကဒါကျွန်တော်အစပိုင်းမှာတော်တော်လေးကိုကောင်းပြီးရှုံးပွဲတော့မရှိခဲ့တဲ့အနေအထားတစ်ခုသွားခဲ့ဒါပေမဲ့နောက်ပိုင်းပွဲစဉ်မှာဒါတဖြည်းဖြည်းနဲ့တောက်လျှောက်ဒါရှုံးပွဲတွေပြန်ရောက်ခဲ့ပြီးတော့ပေးလစ်တယောက်တော်တော်လေးကိုတိုင်ပတ်နေတာကိုတွေ့ရမိတယ်မှာပါတယ်ဖိုင်တန်ကဒီနေရာမှာတိတ်တော့မထူဆန်းဘူးဘရန်ဘုတ်ကလက်ရှိဒါအစပိုင်းမှာဒါကျွန်တော်တော်တော်လေးကိုအထတော်တော်လေးကိုဆူဆူရရဖြစ်ခဲ့တယ် KN2 နေနဲ့ဒါသောမန်ဖရန့်နေရာကိုအစားထိုးနိုင်ပါမလားဆိုတဲ့မိကုန်းတွေကပါကျွန်တော်မေးခဲ့ရမယ့်အနေအထားတစ်ခုရောက်ခဲ့တယ်သူ့ပြင်မဲ့တော့ညလဲ KN2 ဒါကျွန်တော် set piece တွေကတဆင် breath ကိုအတင်းသူ့ နေနဲ့တော်တော်လေးကိုလုတ်ပြနိုင်ခဲ့တဲ့အနေအထားမှာရှိရလို့ပြောရမယ်။သူ့အနေအထားနဲ့ဒါကျွန်တော်လက်ရှိမှာဒီလောက်လူကောင်းတွေကို social ထားခဲ့တာမှာတီအေကိုတို့အုပ်စုနဲ့လုတ်ပြထားနိုင်ခဲ့တာပေါ့။ key and rule ကိုချီကျူးရမယ်ဒါမှ everdad မိုးရစနေနဲ့ကျွန်တော်ဒီနှစ်မှာတို့အသင်းကိုပူအားရတယ် Grealish to Dewsbury Hall တို့ဝယ်ပြီးဒီနှစ်မှာလည်းကျွန်တော် performance wise ဆရာမဆိုးလို့ပြောဒါပေမဲ့ Everton တဲ့ကမနစ်ကထက်ဆိုင်တော့ဒီနှစ်ကပူကောင်းတယ်လို့ပြောလို့ရတယ်ကျွန်တော်ပူအားရတယ်လို့ပြောလို့ရ Newcastle United ကျွန်တော်အမြဲတမ်းပြောနေကြရှိတယ် Newcastle United တင်းနဲ့ Champion League ဆိုရင် Champion League ကျွန်တော်တို့ဟိုဘယ်လိုပြောမလဲ ဟိုချိန်စားအများနဲ့ရှိတယ်ဒီကောင်းလေး Champion League ဆိုပြီးဆိုပြီးရင်းဒီမှာအများနဲ့ဒါကျွန်တော်ခွေးခွေးရှုံရှုံနဲ့လို့တော့ပြောမယ်ခွေးတိုင်ပတ်ဟိုပြောမယ်ဟို ဘယ်လိုပြောလဲတိုင်ပတ်နေတယ်လို့ခွေခွေးတယ်မနိုင်ပါဘူးတိုင်ပတ်နေတယ်လို့ပဲပြောမှနေထားမှရှိတယ်ပေါ့နော်အဲ့တော့ဖူဟန်မာကိုဆေးဘာကိုရင်ကလက်ရှိမှာဒါကျွန်တော်ပြုတ်ဖို့အတွက်ပြုတ်စော်နေနေပြီဆွဲတရေထွက်လာခဲ့တယ်ဖူဟန်သင်းကလက်ရှိမှာဒါအမြင်နဲ့လို့လို့ပါပဲကစားသမားလေးရောင်းနေဝေးနေတာအနေနဲ့များအလေလက်အလေလက်မှာပဲအမြင်နဲ့ပြီးနေတယ်မှာဖူဟန်သင်းကတိတ်လာအဲ့တော့လက်ရှိတန်းတက်လာတဲ့အသင်းတွေမှာပြန်ကြည့်မယ်ဆိုတော့ Leeds Leeds United ကလက်ရှိမှာဒါကျွန်တော်တို့မဆိုးတဲ့ခြေစွမ်းအောင်ရာသီအစပိုင်းမှာပြတ်ထားခဲ့နောက်ပိုင်းပွဲစဉ်မှာတောက်လျှောက်ပြန်ပြီးချာလာတယ်ဒါတိတ်ပြီးတော့စမပြေအဲ့တော့ဒီနှစ်မှာဒါကျွန်တော်တန်းတက်လာတဲ့အသင်းတွေနဲ့အခုလက်ရှိမှာတန်းဆက်စုံမှာမရှိနေတော့ congratulations လို့ပြောရမယ်ဒီမှာပါပါတယ်မန်လီတို့ စုကလက်ရှိမှာဒါကျွန်တော်တို့ဒါမစိုးဘူးဆိုတဲ့ဒါကျွန်တော်တွေ့ရတယ်။ဘန်လင်းအင်းနဲ့လက်ရှိမှာဒါစကော့ပါကာနဲ့သူ့အသင်းကသူဘာဖြစ်ချင်မှမသိတော့တစ်ချက်ချက်တော့တွေ့ရတယ်မှာပါတယ်။ဝက်ဆမ် ဝါဆာနူနိုအက်စပရက်တိုဆန်တိုဂရိဟမ်ပေါ်တာဟုတ်တာအကြာကြီးဆက်ထားလိုက်တာတော့မှပြဿနာတစ်ခုဖြစ်သွားခဲ့ရလို့မြင်တယ်ဗောနူနိုအက်စပရက်တိုဆန်တိုကိုဒီနေ့ရာသီအစလောက်ခဲကအစိုးရကခန့်ခဲ့မယ်ဆိုရင်တော့ဒီတော့တိုင်ပတ်မှာမဟုတ်ဘူးလို့ကျွန်တော်အနေနဲ့ပုံကူကြီးရမြင်တယ်ဝါဆာမသိငါလက်ရှိမပိုင်ရှင်ဒုက္ခပေးခြင်းအဲ့တော့ဒါအစစ်16 29 20သင်းလုံးကပိုင်ရှင်တွေကတော့သူ့အသင်းကိုသူတို့ဒုက္ခပေးတယ်ပိုင်ရှင်ဆောက်သုံးမကြလို့ဒါ16 29 20မှာရောက်နေတယ်လို့ပြောလို့ရတယ်မှာပါတယ်နော်တန်ဖွဲ့စဒီတိုင်းပဲ edge poster ကဂရုဒါရာသီစခဲခန့်ခဲ့တင်တာဖြစ်ပြီး edge poster ကဂရုဒါကလူလူစင်းအပြောင်းလဲတာသူ့အနေနဲ့အပြောင်းရွှေ့ကာလ မှာလုတ်ခွေရမှာဆို edge posture ကိုအများကြီးလုတ်ပြနိုင်စွမ်းရှိမှာပါဒါပေမဲ့ဒါသူ့ကိုယ်နဲ့ဒါကျွန်တော်ကိုလုတ်ကန့်လန့်ချိန်မှာခံခဲ့ရတယ်ဟိုကဒါ defensive ကနေပြီးတော့ဒါကျွန်တော် attacking highlight ကိုပြောင်းနေချိန်မှာတိုင်ပတ်တယ် edge posture ကိုကုကိုထုတ်တယ်အခုလက်ရှိမှာ Sean Knight ကမှာဒါကျွန်တော်နည်းနည်းလေးအမှတ်တွေပြန်ရလာခဲ့ပြီးမဆိုးဘူးလို့ဆိုရနေတာမှရှိတယ်ဒါပေမဲ့ Northern Forest အသင်းနဲ့ဒါမနစ်ကခြေစွမ်းကိုပြန်ပြီးဘူးတော့တော်တော်လေးကိုခက်ခဲမယ်လို့ပြောလို့ရမှာတော့ပါတယ် Europa League မှာတော့စောင့်ကြည့်ခြင်းစရာကောင်းနေနေတာမှရှိတယ်လို့ပဲပြောပြစေနောက်ဆုံးအသင်း ဗစ်တာပါရီရာကိုဒါသုံးနှစ်စာချုပ်ချုပ်ပြီးယာတီဆာမှာတော့ဟုတ်မလို့လူရှိခဲ့ပေမဲ့ဒါတောက်လျှောက်ရှုံးပွဲတွေယူကြုံခဲ့ပြီးဒါပြစ်သက်တွေနဲ့လက်ရှိမှာပိုင်ရှင်တွေပြင်ဟိုဒါကြောင့်ကစားသမိုင်းနဲ့ဆက်ပတနာကြီးရဲ့တက်ပြီးတော့တော်တော်လေးကိုတိုင်ပတ်နေတဲ့အခြေအနေကိုရောက်ရှိနေတာဖြစ်တယ်။ဦးဝသင်းကလုံးဝလုံးဝကိုအကြီးစားတိုင်ပတ်နေတာဖြစ်ပြီးပိုင်ရှင်ကပတ်စံစီမဲ့ဆက်သုံးမကြဘူးဆိုရင်တော့ဦးဝသင်းကဒါကျွန်တော်လက်ရှိမှာလက်တွေ့မှာတွေ့နေရတယ်ပြောပြရစီ။ဘလို့ပါပဲ။ဘလို့ပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4 တို့မှာကျင်းလူစံပေါင်းကူညီလို့ရပါတယ်။အများကြီးလက်ကလစ်ဖို့မမိကြပါနဲ့။မြန်မြန်ကလစ်မှာမြန်မြန်နိုင်ဖြစ်ပါတယ်။အားလုံးမကြ ျူးတမာတဲ့ကောင်းမွန်တော့နေဒီနေဖြစ်ပါစုမုံကောင်းတောင်းပြီးနေပဲကျွန်တော်တို့နောက်မှပဲအေးစစ်စစ်တွေ့ကြတာပေါ့ကျွန်တော်တို့ကွန်ပြူပါဗျအားလုံးမကျူးတမာရေမက်ဒီကလစ်ပြကြပါအောင်မြန်မြန်ကလစ်မှာမြန်မြန်နိုင်မှာဖြစ်ပါတယ်ဒေးပါဗျ